club. The Europa League belongs to Tottenham in 2025. မင်္ဂလာပါဒီဝါစပေါ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါ။ယမနီကယူပါလိဘောလူပွဲမှာတော့ဂျွန်ဆင်ရဲ့တလုံးလေးသော twin goal နဲ့ဘိုင်နာရီအသင်းကိုဒေါ်တာစပါတင်တို့အနားရရှိခဲ့ပြီးယူပါလိဘောဆွဲသွားခဲ့ပြီးဖြစ်ပါလိမ့်။ဒါဒေါ်တာစပါတင်အတွက်18နှစ်ကြာစောင့်မျှော်နေခဲ့ရတဲ့ဇူလာတလုံးလေးပဲဖြစ်ပါလိမ့်။ မန္တလေးတိုင်းကတော့ဒီပွဲမှာရှုံနေခဲ့လို့လာမယ့်ရာသီမှာဥရောပပြိုင်ပွဲကစားခွင့်မရရှိတော့ဘဲနှစ်ပေါင်း90အတွင်းမှာအစိုးဆုံး၄အဆင့်နဲ့ရင်ဆိုင်ရင်းမှောင်မိုက်တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပြီလို့ဆိုရမှာလည်းဖြစ်ပါလေ။နေပြည်တော်ရဲ့ဇာမောင်တွေကသူတို့ရဲ့ရာသီကိုပျက်စီးနေမှုကနေစုံတရားကဲတင်ပေးနိုင်မယ်လို့မျှော်လင့်ပြီးပေပောက်ကိုသွားရောက်ခဲ့ပြီမြေဒီရီစပါတင်းကို၄ချိန်မြောက်အထိရှုံနေခဲ့ပြီးစူလာလည်းလက်လွတ်ပေးခဲ့ရတာလည်းဖြစ်ပါလေ။ ညီလာရရဲ့ခြေစွမ်းကအမှန်တကယ်ဆိုရင်တော့အားရစရာတော့မရှိပါဘူး။တစ်ဖက်မှာလည်းဒေါ်လာစပါအသင်းကလည်းထို့အတူပဲလည်းပဲဖြစ်ပါလိမ့်။ဇာတ်ကြောင်မင်းမှာဘရူနိုရဲ့ဒေါင်ကန်ဘောကနေစပါကသမားရှန်ထုတ်လာတဲ့ဘောလုံးအာမက်ဒီယာလိုကန်သွင်းလိုက်တဲ့အခါမှာဂိုးပြီးလို့ထင်ရပေမဲ့တီလီလွတ်မြောက်သွားကလေးညီလာရအသင်းတို့နဲ့နားခဲ့ရပါလိမ့်။နာဆာသုံးမိနစ်ရောက်တဲ့အထိနှစ်သင်းစလုံးဆုံးသက်မသေးရလို့သာကိုးရီမရရှိကြတာလည်းပဲဖြစ်ပါလိမ့်။လေးဇာတမိနစ်ရောက်မှတော့စပါအသင်းကအဖွင့်ကိုကိုဂျွန်ဆင်ကတွင်းယူပေးကြတာလည်းပဲဖြစ်ပါလိမ့်။ လာဝေးရာသီကတော့တို့အတွင်းတော့24 25ရာသီနောက်ပိုင်းဥရောပပြိုင်မဲ့မပါဘဲစားရမယ်ပရမအောင်သောရာသီဖြစ်လာမှာဖြစ်ပြီးတို့ရဲ့ပရီးမီးယားလိပြိုင်မဲ့6သင်းကတော့ဥရောပရဲ့အတီးဆုံးကလပ်ပြိုင်မဲ့အဆင့်မှာစောင်းဆောင်ရီထုတ်ပြကြရတော့မှာလည်းပဲဖြစ်ပါလိမ့်နေပြည်တော်ကတော့ပြည်တဲ့ဒွေမာလာမှာအေဗစ်ဒန်စီကနေနေပြည်ရာထုကိုလွှဲပြောင်းရယူခဲ့တာဖြစ်ပြီးရုံးကန်နေရတဲ့အသင်းကိုသူ့ရဲ့ကိုဗန်စတိုင်နဲ့ကိုဗန်ပုံစံနဲ့ပြန်လည်တည်ဆောက်ဖို့တောင်းပေးခြင်းခံခဲ့ရပါတယ် လော်ရင်လင်းစမောမှာအောင်မြင်မှုတွေရပြီးတဲ့နောက်အဆင့်တန်းမြင့်နေရတယောက်အနေနဲ့ရောက်ရှိလာခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ United ရဲ့အကြောင်းဆင်းမှုကိုရပ်တန့်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ဒုသင်းကပရီးမီးယားလိမှာ6ပွဲတည်းသာနိုင်ရရှိခဲ့ပြီးအဆင့်16နေရာအထိကြာဆင်းပြီးရမှတ်39မှတ်ထဲသာရောက်ရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီရတဲ့ကရီယာတီပြန်ပွဲစုံအားလုံးမှာရှုံးပွဲ၂၁ပွဲတိတုံတွေ့ခဲ့ရပြီလည်းဖြစ်ပါလိမ့်။ဒါထိုင်တန်းလိကနေတန်းစင်ခဲ့ရတဲ့1983-1984ရာသီမှာ၂၂ပွဲရှုံးနေခဲ့ပြီးနောက်ပိုင်း တရာဒီအတွင်းမှာရုံဝဲအများဆုံးလည်းပဲဖြစ်ပါလေ။ရာဒီကုံဆုံးလာလာနဲ့မြနေပြအောင်မိုးရင်တယောက်အယူပါလိကိုပဲဦးစားပေးခဲ့မယ်ဆိုတာရှင်းရှင်းလင်းလင်းဖြစ်လာပြီးယူရက်ကဂျင်မနီကအထီးရုံဝဲမရှိသေးတဲ့တသိန်းနီးသောအသင်းလည်းပဲဖြစ်ပါလေ။ဒါပေမဲ့ဘောလုံးပွဲအတွက်စပိန်မြောက်ဘက်ကိုပြန်လာတာကယူရက်အတွက်လွန်ကဲလွန်တဲ့ခြေလှမ်းတရေဖြစ်ခဲ့ပြီးသူတို့ရဲ့အားနဲ့ချက်တွေဟာသူတို့ကိုထောက်လန့်ဖို့ပြန်ဖြစ်လာခဲ့ပါလေ။အော်ရင်းကပွဲစဉ်မတိုင်ခင်တည့်ရဲ့အလိုမှာပွဲရဲ့ရေးပါမှုကိုရှော့ချဖို့အတွက်စူးစမ်းခဲ့ပေမဲ့ အဒီဘွေအားကလည်းအနေနဲ့ယူနိုက်တက်ရဲ့တန်ဖိုးအတွက်ရောခြေကန်ဘန်နာကြီးအတွက်ပါကြီးမားစွာအရေးပေါ်နေတဲ့ဆိုတဲ့စိတ်ခံစားမှုတော့ရှိနေကြတာလည်းပဲဖြစ်ပါလိမ့်။ဘောလုံးဘန်နာကြီးကျွမ်းကျင်သူဖြစ်တဲ့ကီရန်မကွဲယားကငွေကြေးအရာဒီဘိုလူဘွေဟာကလပ်သမန်လျှောက်အရေးကြီးဆုံးသောဘွေဖြစ်တယ်လို့ဘွေမတန်ခင်မှာဖွင့်ရပြောဆိုထားပါလိမ့်။ဂျမန်လေးကိုရောက်မယ်ဆိုရင် ပေါန်တန်းတရာအထိရရှိမှလေးပဲဖြစ်ပါလိမ့်။ဒါငွေကြီးညတာအောင်ရုံးကန်နေရတဲ့အသင်းတွေကြီးမားတဲ့အထောက်အပံ့တစ်ခုလည်းပဲဖြစ်လာမှာဖြစ်ပါလိမ့်။ ဂလာဒင်းအန်ဂျီကရီကတော့သူတို့ရဲ့နီးပြောင်းအပေါ်မှာစိတ်ရှိမဲလို့ပြောဆိုထားပြီးသူတို့စိတ်ပြောင်းမဲ့လက္ခဏာတော့မတွေ့ရှိရသေးပါဘူး။ဒါပေမဲ့သူတို့အာမိုရင်ပြောင်းရွှေ့ဈေးကွက်မှာပြေဝါထောက်ခံမလားဆိုတာကတော့ဆုံးဖြတ်ရတော့မှလေးပဲဖြစ်ပါလိမ့်။လေရွယ်ပြန်တော်ကတော့ယူရတဲ့အနေနဲ့ငွေကြေးအများကြီးထုံမသုံးနိုင်ပဲအသိန်းကိုပြန်လဲဖွဲ့စည်းဖို့အတွက်ကစားမတွေကိုရောင်းထုတ်ဖို့ကတော့တေချာတော့ရှိသွားပြီလည်းပဲဖြစ်ပါလိမ့် တပတ်ကတော်ရန်အောင်စပါးသိနေတဲ့ကလည်းနှစ်ပေါင်း18နှစ်ကြာဆောင်မြို့နေခဲ့ရတဲ့စူပလာမိုးခေါ်မှုကိုအဆုံးသက်သွားနိုင်ခဲ့ပြီလို့ဆိုရမှာလည်းဖြစ်ပါလေ။အဲဒီထဲမှာမှပို့ပြီးတော့ဂုံယူစရာကောင်းတာကဆွမ်းအမေဟာသူ့ရဲ့ဇာမဘဝပရမအဆုံးသောစူပလာကိုကံမြောက်နိုင်ခဲ့တာလည်းဖြစ်ပါလေ။စပါးသိကိုလုံခဲ့တဲ့10နှစ်ကရောင်းချီလာခဲ့တဲ့ဆွမ်းအမေတယောက်ဒီကစူပလာရရှိအပေးမှာတော့ကပအပျော်ဆုံးလူသားတယောက်ဖြစ်တယ်လို့သူကအခုလိုဖွင့်ရပြောဆိုခဲ့ပါလေ။ ဒီကနေ့ကအိမ်မက်တွေတကယ်ဖြစ်လာတဲ့နေ့ပါပဲယူသောပြောရမယ်ဆိုရင်ကျွန်တော်ဟာကဘာပေါ်ကအပျော်ဆုံးသောလူသားတစ်ယောက်ပါပဲနောက်ဆုံးကုန်းနဲ့ချန်ပီယံလိဘလူးပွဲမှာရှောင်းနေငယ်တဲ့ဒေါ်နာစပါအသင်းတွေကဆွန်ဟာ၆နှစ်အကြာနောက်တဲ့ဥရောပဖိုင်နယ်မှာပါဝင်ကစားခဲ့တဲ့တအူဒီသောဇာမတစ်ယောက်လည်းပဲဖြစ်ပါလိမ့်ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းနေဆက်လွန်ပြီးလွဲလျှော်ခဲ့ရတာတွေအများကြီးကြုံခဲ့ရပြီးတော့အသက်32နှစ်အရွယ်ဆွန်မေဟာဖလာရယူပေးဖို့ဖီအားတွေခံစားနေခဲ့ရတာဖြစ်ပါလိမ့်ဖီအားတွေကတော့ခံစားရတာပေါ့ အရန်ကိုလိုချင်ခဲ့တာပါပြီးကြတဲ့ခုနှစ်ရက်လုံးလုံးကိုအဲ့ဒီဘွဲကိုပဲနေတာအိမ်မက်မှတ်နေခဲ့တာပေါ့နောက်ဆုံးတော့ကျွန်တော်တို့ဖြစ်မြောက်လာခဲ့ပါပြီအေးဆေးဆေးလေးအနာယူပြီးပြောဒီကနေ့ကတော့ကျွန်တော်တို့တွေ့ပြောပဲချင်းပါတဲ့နေပေါ့ဗျာအိမ်ပြန်မဲ့လင်းကိုတော့လွဲကောင်းလွဲနိုင်ပါတယ်လို့ဖွင့်အောင်ပြောဆိုပါလိမ့်ပြင်းရင်းရသည်စိုးရွားခဲ့ပြီးပြင်းပြလိမှာအဆင့်ဆက်ကွန်နေရရန်တီနိုင်ခဲ့ပေမယ့်ဒီအောင်ပွဲဟာဒေါ်တာစပါတဲ့အတွက်နောက်သည်ချန်ပလီမှာပါဝင်ခွင့်ရရှိဖို့အတွက်တေချာစေခဲ့ပြီလည်းဖြစ်ပါလိမ့် ။ဇော်မယာဇာတိမင်ကပြည်သက်အများပြားရဲ့အားပေးထောက်ခံမှုကိုရရှိထားပြီးသူ့ရဲ့အောင်မြင်မှုကိုကြီးကျူးဖို့အတွက်ညာလုံးဝအိမ်မပြောပဲစောင့်ကြည့်ခဲ့ကြတဲ့ကိုရီးယားပြည်သက်တွေကိုလည်းအထူးကျေးဇူးတင်စကားအခုလိုဖွင့်ရပြောဆိုပါလိမ့်။ကျွန်တော်ကိုရီးယားလူမျိုးဖြစ်ရတာအရန်ကိုဂုဏ်ယူပါရစေ။ကိုရီးယားပြည်သက်တွေကိုလည်းကျေးဇူးအထူးတင်ပါရစေ။တို့လူပဲကဘာမှာရှိတဲ့ကျွန်တော်ရဲ့ပရိသတ်တွေဒေါ်နာစပါသင်းရဲ့ပရိသတ်တွေအားလုံးကိုလေကျေးဇူးအထူးတင်ပါတယ်။ဒေါင်ကိုရီးယားမှာဘွဲကန်ချင်းကဘွဲစားဖို့အတွက်မနက်၄နာရီရှိနေပြီမြင့် သူတို့ကျွန်တော်ကိုအယူမူအားပေးခဲ့ကြတာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ Congratulations မှာဆိုအောင်မေး။ဒါဒဆန်နဲ့ပဲတစ်ဖက်ကဘော်ဒါကြီးဟာရီကင်းကလည်းဗန်မနစ်အသင်းနဲ့အတူသူ့ရဲ့ဇာမဘွားပရမဇုံသောဆုပလာကိုရရှိသွားခဲ့တာလည်းပဲဖြစ်ပါလေ။ဇရော့ဇာမဘွားတစ်ယောက်၊ကိန်းစုံတို့နှစ်ယောက်စလုံးဖလာလက်မဲ့မဖြစ်တော့ပါဘူး။ဒေါ်လာစပါအသင်းကိုယူပါလိဘိုလူပဲမှာနာကျင်စွာချုံနေပြီးရဲ့နောက်ယူရတဲ့အနေနဲ့သူ့ကိုဆက်မလို့ခြင်းတော့ဘူးဆိုရင်တော့ ရောကြီးအတွေ့အကြုံပြောစီအောင်တစုံတရာမရှိပေသူ့အနေနဲ့နှုတ်ထွက်ပေးသွားမယ်လို့နေပြအမေရိကဖွင့်အောင်ပြောဆိုခဲ့ပါလိမ့်။1984 Dancing Gaby ရဲ့နောက်ပိုင်းအနေအဆုံလေးအဆင့်ယာတီကိုဆုံးသက်ရမယ့်ကလပ်အတွက်ဒီရှုံးလေးမှုဟာဘေးအန္တရာယ်ဆိုးကြီးဖြစ်နေတဲ့ယာတီကိုပို့ပြီးတော့ဆိုးရွားစေခဲ့တယ်လို့ဆိုအောင်ပါဖြစ်ပါလိမ့်။ယူရက်ကတင်းဝင်းနေမှာစတိုမီလာအသင်းနဲ့ဇာယာမဲ့လေးပွဲစဉ်တပွဲတည်းသာကြံရှိတော့တဲ့အချိန်မှာအဆင့်16နေရာနဲ့ယက်တီနေရာလေးပဲဖြစ်ပါလေ မဟုတ်ဖွင့်တဲ့ပရိသတ်တွေဟာကျွန်တော်အမှန်ကန်တဲ့လူမဟုတ်ဘူးလို့ခံစားရရင်နေတော်ကြီးအတွက်ဘာစကားမှပြောစရာမလိုပဲနောက်တရက်မှာကျွန်တော်ဘာသာကျွန်တော်ထွက်သွားပါမယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တော့နှုတ်ထွက်မှာတော့မဟုတ်ပါဘူး။ကျွန်တော်အလို့ဘော်တကယ်ပဲယုံကြည်မှုရှိပါလိမ့်။ပြီးတော့ခင်ဗျားတို့မြင်တဲ့အတိုင်းပဲကျွန်တော်လုံကန်တဲ့ပုံစံကိုဘာမှပြောင်းလဲမှာမဟုတ်ပါဘူး။ဒီဝဲချုံနေခြင်းရဲ့ဆုံးချုံမှုနဲ့နာကျင်မှုကိုရင်ဆိုင်ရပါမယ်။ကျွန်တော်ပြောနိုင်တာကတော့ကျွန်တော်တို့ဟာပိုကောင်းတဲ့အသင်ဖြစ်တယ်ဆိုတာရှင်းလင်းပါလိမ့်။ဒါပေမဲ့ကိုမသွင်းနိုင်ခဲ့ကြပါဘူး။ ဒါဘလုံးပွဲစဉ်တွေကိုအနိုင်ရဖို့တကယ်ကိုခက်ခဲစေပါလိမ့်။ဒါပေမဲ့ဇာမရီကပွဲအနိုင်ရဖို့အရာအလုံးစူးစမ်းခဲ့ကြတာပါလို့သူကဖွင့်ရပြောဆိုပါလိမ့်။ဇလဗီယိုနေပြအောင်မင်းကကျွန်တော်တို့ဈေးကွက်အတွင်းမှာအစီအစဉ်နှမျိုးရှိပါတယ်။ကျွန်တော်တို့အသင်းမျိုးချန်ပီယံလိဝင်ခွင့်မရတာကခက်ခဲတယ်ဆိုတော့နားလည်ရပါလိမ့်မယ်။ဒါပေမဲ့နောက်တစ်ခါကကြည့်မယ်ဆိုရင်အချိန်ပိုရလာတဲ့အတွက်တစ်ပတ်အတွင်းစဉ်းစားအချိန်ပိုရပြီးတော့ပရီးမီးယားလိမှာပိုကောင်းအောင်ကျွန်တော်တို့လောဆောင်နိုင်ပါတယ်။ ဒါကပဲကျွန်တော်တို့အဓိက OD ချက်ဖြစ်ပါလိမ့်မယ်လို့ထပ်လောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်အော်ရီနေပြရာထူးကိုလဲပြောင်းရောက်ယူခဲ့တဲ့အချိန်မှာရွာတက်ကချမ်ပလီဝင်ခွင့်နေရာနဲ့နေဆက်ခဲ့ပြီးမြေအခုတော့စင်ကောင်းနေရာကချဲစီအထင်းနဲ့ရာမန်28မှအထိကွာဟနေခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။လာဘရာဒီကသူတို့အတွက်တော့14 95ရာသီနောက်ပိုင်းဥရောပပြိုင်ပွဲမကစားရမယ့်ပထမဆုံးသောရာသီဖြစ်လာတော့မှလည်းပဲဖြစ်ပါလိမ့်။ကျွန်တော်တို့လုံကလန်မျိုးချမ်ပလီမှာမပါဝင်နိုင်တော့ဟာခက်ခဲတဲ့ဆိုတာတကယ်ကိုနားလည်ဖို့လိုအပ်ပါလိမ့်။ ဒါပေမဲ့ကျွန်တော်တို့ဒီအခြေအနေနဲ့ကောင်းမကိုကြည့်ပြီးတော့အသုံးချရပါလိမ့်မယ်။အချိန်ရရင်တပတ်အတွင်းစဉ်းစားဖို့အလုံးလို့ဖို့အချိန်ပိုရပါမယ်။ပြီးတော့ပရီးမီးယားလိမှာပိုကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါပဲကျွန်တော်ရဲ့ဥတီကျဲဖြစ်သွားပါလိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါလန်စပါးလေးရဲ့နေပြကြီးပိုစတီကိုလူကလည်းသူ့ရဲ့နေပြဘွားတခြားဒရီယာယာတီမှာစူလာတလုံးရယူပေးနိုင်တယ်လို့ကြွေးကြော်ထားတဲ့နေပြကြီးတယောက်လည်းပဲဖြစ်ပါရည်။ဆိုတော့ယမနီကယူပါလီဘောလူပွဲမှာပိုဆွဲပြီးရဲ့နောက်ယူပါလီဘလာဆိုခုပြီးရဲ့နောက် သူပြောဆိုခဲ့တဲ့စကားအတိုင်းပဲဒုတိယရာသီမှာတော်တာစပါသင်းကိုစူပလာတလုံးရယူပေးနိုင်သူလည်းပဲဖြစ်ပါလေစပါသင်းရဲ့နေပြကြီးပိုစတီဂိုလူကလိုရီကကျွန်တော်စကားကိုဒိဗယ်လွဲခဲ့ကြပါလေဒါဟာကြွားပါတာမဟုတ်ပါဘူးကျွန်တော်ယုံကြည်တဲ့အတိုင်းကျွန်တော်ကြေညာတာဖြစ်ပါလေအခြားအရာတွေတဲ့ဒီစိတ်ကကျွန်တော်ရဲ့ရင်ထဲမှာအရှိဆုံးသောအရာပါပဲကျွန်တော်လေးရဲ့ခြေစွမ်းကလက်ခံနိုင်စရာမရှိမှန်းကျွန်တော်တို့သိပါလေ ဒါပေမဲ့ပရီးမီးယားလိမှာအဆင့်သုံးရယူတဲ့ဒီဘောလုံးအသင်းကိုပြောင်းလဲစေမှာတော့မဟုတ်ပါဘူး။ဇူလာရရှိမှဒါလင်ပြောင်းလဲပေးနိုင်မှာဖြစ်ပါလေ။ဒါကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါပဲ။တကယ်လို့မဖြစ်ခဲ့ဘူးဆိုရင်ကျွန်တော်ခံယူဖို့အသင့်ပါပဲ။ဘန်နန်နဲ့နီကက်လာလီလီလူတွေကကျွန်တော်စီကိုဒီအကြောင်းပဲထက်က ထက်ကသတိပေးနေကြပါလေ။ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုပြောပါရဲချုံးတဲ့ဘွဲစင်ကလေးတွေနဲ့ကွာခြားတယ်လို့ကျွန်တော်အမြဲခံစားပါရဲ။အဲ့လိုအခြေအနေမျိုးမှာစနစ်တကျဖွဲ့စည်းမှုတိကျတဲ့ကစားကွက်နဲ့အခိုင်အတန့်တွေကအရေးကြီးလာပါလေ။ ခိုင်မာတဲ့အခြေခံရှိရင်အဲ့ဒီအခက်အတန့်တွေကိုရောချပေးနိုင်ပါလိမ့်မယ်။ကျွန်တော်တို့အသင်းကိုချိုးဖျက်ဖို့တကယ်ကိုခက်ခဲလိမ့်မယ်ဆိုတော့ခံစားမိခဲ့ပါလိမ့်။ကစားကွက်ကူးပြောင်းလေးမှာပိုကောင်းနိုင်ခဲ့ပေမဲ့ကျွန်တော်တို့ဥဆောင်ကိုရောက်ရင်ရော်ဒီရဲ့တားဆစ်စင်မှုအများစုကိုထိန်းချုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်မှုရှိခဲ့ပြီးသားပါပဲ။ကျွန်တော်ကိုဒီအောင်ပွဲကိုခံစားနေတော့မှဒီဆူလာဟာဒီဘောလုံးအသင်းအတွက်ဘလောက်အထိပယ်ရှိတယ်ဆိုတာကိုကျွန်တော်သိပါလိမ့်။အချိန်ကကြာလာလေးလေးဒီတန်တရာကြီးကိုချိုးဖျက်ဖို့ကခက်ခဲလာလေးပါပဲအသေးမှရှိတဲ့လူတိုင်းရဲ့စိတ်လုံချမှုကိုကျွန်တော်ခံစားနေရပါတယ် ပခုံးပေါ်မှာဒီယိုနုံမိုးကြီးကိုခြောက်နိုင်တဲ့အသည့်ဘလို့ခံစားလဲဆိုတာဘယ်တော့မှနားလည်မှာမဟုတ်ပါဘူး။ကျွန်တော်မှလူငယ်စားမအောက်စုရှိပါတယ်။ဒီရတာကိုမြေဆန်းခွင့်ရတဲ့အတွက်ကစားမတွေဟာသူတို့ကိုသူတို့အပေါ်ခံစားချက်တွေပြောင်းလဲသွားပါပြီ။ဒါသူတို့အတွက်ဘလို့ဒီအတိတ်ပဲရှိလဲဆိုတာမယုံနိုင်လောက်အောင်ကိုဖြစ်လိမ့်မယ်လို့ညှော်လင်းမိပါတယ်ဆိုပြီးဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ပရိသတ်မျိုးလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။